Minor Wounds အသေးအဖွဲ့တရားများရှေးဥတုမှပြုစုနေ။ယောဂကူးစက်မှုကကွယ်ရန်လက်အရင်စေကြောပါ။တွေ့တဲ့အောင်လုပ်ပါ။တရားအသေးအဖွဲ့များသည်များသောအားဖြင့်အလိုအလျောက်တွေ့တဲ့တတ်ပါသည်။လိုအပ်ပါကအတန်းရာကိုပတ္တိသို့မဟုတ်တန်ရှင်သောအဝိဇ္ဇာဖြင့်ညင်သာစွာဖိပေးပါ။ သွေးတိတ်သည့်အထိဒဏ်ရာကို အပေါ်မြင့်ထားပေးပါဒဏ်ရာကိုရေနှင့်စေကြောပါရေပိုက်ကောင်းတောက်လျှောက်ခွင့်၍ဒဏ်ရာကိုစေကြောခြင်းသည်ယောဂကုသမှုကိုလျှော့ချနိုင်ပါသည်အနာဤပပလဲကိုစက်ပြားဖြင့်စေပါအနာထဲသို့စက်ပြားမဝင်စေရပါဟိုက်ဒရိုဂျင်ပရောက်ဆိုက်နှင့်အိုင်ယိုဒင်းမသုံးရပါ အရက်ပြန်ပြင်စေးထားသောစာကနာကိုအသုံးပြု၍အမိုက်တိုင်များရှိပါကဖယ်ရှားပေးပါမိမိကိုယ်တိုင်အကုန်မဖယ်ရှားနိုင်ပါကစီခံသွားပြပါအနာတန်ရှင်းသွားရင်ပတိစီ၍နောက်ထပ်ယောဂပုံမွားမဝင်အောင်ကာကွယ်ပါပုံပတ်ယုံမျှဒဏ်ရာဖြစ်ပါကပတိမစီပဲအနာဖွင့်ထား၍ရပါသည်ပတိကိုဖြစ်နိုင်ရင်တစ်နေ့တစ်ခါလဲပေးပါ မဖြစ်နိုင်ပါကပတိဆိုရင်သို့မဟုတ်ညပတ်ရင်လဲပေးပါလွန်ခဲ့သော၅နှစ်အတွင်းမိခိုင်ကကွယ်စီမထိုးထားရင်ယခုထိုးပါအနာတွင်ပုံဝင်သည့်လက္ခဏာများမှာပုံမူနီရလာခြင်းပုံမူနာကျင်လာခြင်းပြည်သို့မဟုတ်အရေထွက်လာခြင်းပူ၍ရောင်ခိုင်းလာခြင်းတို့ဖြစ်ပါသည်။ဤလက္ခဏာများတွေ့ရှိပါကပူးသက်စေရယူရန်ဆရာဝန်ထမ်းသွားပါ။